Hello hello အားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များလုံးကိုဒီစားရီရဲ့ Tonight Sport မြန်မာ Channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းတင်စားက United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုဝင်မြောက်လို့ပြောသွားကြမှာရှင်ဒီနေ့ရဲ့ပထမအဦးဆုံးအဖွင့်သတင်းတစ်ပုဒ်အနေနဲ့ကတော့အစင်တက်ဖို့အတွက်အရေးဆုံးမှာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ Amorin ရဲ့အကြောင်းအရာနဲ့စတင်ကြမှာတယ် United သင်းရဲ့နီးပြား Amorin ကတော့ Europa League Semi Final ရဲ့ဒုတိယအကြောပွဲစဉ်ရှိနေရကြောင်းမို့လို့ Bravo နဲ့ပွဲမှာအဓိကကစားသမားတွေကိုထုတ်သုံးမှာမဟုတ်ဘူးလို့သိရပါတယ် ယူရိုဘောင်းလီဖိုင်နယ်စီတလန်ဖို့အတွက်အကောင်းဆုံးအနေနဲ့ဒါရီပိုင်ဆိုင်တာတဲ့ United သင်းရဆိုရင်ပရီးမီယာလီဂ်မှာတန်ဆင်းမဲ့ NDA မရှိတော့တလို့မျိုးနောက်ထပ်ညှိုလင်းချက်တွေလည်းမရှိတော့ကြောင့်လက်ရှိအဆင့်14ဆိုတဲ့နေရာကနေတက်ဖို့အတွက်အရေးဆုံးစူးစမ်းသွားမှာမဟုတ်ပါဘူးအမော်ရင်ပြောတာကတော့နောက်ထပ်တန်ရာရသွားနိုင်တဲ့အနေအထားတွေဖြစ်လာမှာကိုကျွန်တော်မလူလာပါဘူး။ဘာတွေဖြစ်ဖြစ်အရေးဆုံးသွားဖို့လည်းမရှိပါဘူး။ ဥပမာမဲဆာအိုရီလိုကစားသမားမျိုးပါသူ့ကိုအရေးစွန်ပြီးကျွန်တော်တို့သုံးသွားမှာမဟုတ်ပါဘူးကစားဖို့အတွက်အသင်းဖြစ်နေတဲ့ကစားသမားတွေကိုပဲရွေးချယ်လာမှာပါကျွန်တော်တို့က United ဖြစ်နေတဲ့အတွက်ဘာပဲဖြစ်ဖြစ်အရာလုံးကိုထည့်ထွက်ဖို့လည်းလိုအပ်နေပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်လောက်မှာပါဆိုတဲ့စိတ်မျိုးနဲ့တော့သွားကစားမှာမဟုတ်ပါဘူးတတိချာချာလေးကိုကစားသွားမှာပါလို့ပြောသွားခဲ့ပါတယ် Premier League ပွဲမှာနိုင်ပွဲရှာတွေ့ဖို့အထင်ကြီးနေပြီဖြစ်တဲ့ United အသင်းကဒီတစ်ခေါက်ပွဲမှာ အဓိကကစားသမားတချို့ကိုအနာပေးမယ်ဆိုပေမဲ့ပါနယ်တက်လို့မရှိမဖြစ်ကစားသမားတွေကိုတော့ထည့်သွင်းလာဖို့လည်းရှိနေပါတယ်ရှင်။ဆက်လက်ပြီးတော့တပတ်ကိုလစာ ပေါင်တသိန်းခွဲအထိရရှိဖို့အတွက် D-Lab ကတော့တောင်းဆိုထားရဲဆိုတဲ့အကြောင်းအရာကိုလည်းပြပြပေးသွားကြပါမယ်။ United အသင်းခေါ်ယူဖို့အတွက်ကြိုးပမ်းနေတဲ့ Ashwell Town အသင်းကအင်္ဂလန်တိုင်းစစ်မှု D-Lab ကတော့တပတ်ကိုလောက်ခလန်းစာအနေနဲ့ပေါင်တသိန်းခွဲအထိရရှိဖို့အတွက်တောင်းဆိုထားတယ်လို့သိရပါဗျ။ ယူလိုက်တက်တင်ကလန်ရှိတိုင်းစစ်မှုတွေရဲ့ခြေစွမ်းကိုစိတ်တိုင်းကြခြင်းမရှိတဲ့အတွက်ကြောင့်လာမယ့်နေရာဒီမှာတိုင်းစစ်မှုအသေးခေါ်ယူအားပြေဖို့အတွက်စီစဉ်နေရမှာဒီလက်ကိုချင်းကပ်ခဲ့ရလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်ဒီလက်က လာစာအနေနဲ့တပတ်ကိုပေါင်းတသိန်း2000ကနေတသိန်းခွဲအထိပေးချေဖို့ကို တောင်းဆိုထားတယ်လို့ဗြိတိန်မီဒီယာတချို့ကနေလည်းဖော်ပြခဲ့ပါတယ်။အသက်22နှစ်အရွယ်ရှိတဲ့ဒီလက်က Ashworth အသင်းနဲ့2019ခုနှစ်ဒီစာချုပ်သက်တမ်းရှိနေပြီးတော့ စာချုပ်ယောင်ကျေးရင်းနေနဲ့ပေါင်သန်း40ဖြစ်တယ်ဆိုတာကိုသိရပါတယ်။လက်ရှိမှာဒီလက်ကိုခေါ်ယူသွားဖို့အတွက် United အသင်းအပြင် Arsenal, Chelsea နဲ့ German club Leverkusen အသင်းတွေကလည်းစိတ်ဝင်စားနေတယ်လို့သိရပါတယ်ရှင်။ထပ်မံပြီးတော့သင်စာပြပြပေးသွားချင်တာကတော့ Tomine က United မှာအဓိကကြားရတဲ့အခန်းကဏ္ဍမျိုးမရခဲ့ဘူးလို့ Quanti ကတော့ရှင်းလင်းလာခဲ့ပါတယ်။ နာပိုလီအသင်းရဲ့နီးပြားဖြစ်တဲ့အန်တိုနီယိုကွန်တီယာမန်ချက်စတာယူနိုက်တက်မှာအများအပြားအရင်ကစားသမားအနေနဲ့သာရှိခဲ့ပြီးတော့ခြေစွမ်းလဲမမှန်ခဲ့တဲ့စကောမတ်တော်မီနီဟာနာပိုလီအသင်းနဲ့အတူဘာလို့ဒီလောက်တောင်မှခြေစွမ်းပြကစားနေလဲဆိုတဲ့အကြောင်းရင်းကိုအခုလိုပဲပြောပြလာပါရစေ။ စကော့တလန်လက်ရွေးစင်ကစားသမားကနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာ၅ဂိုးအထိသွင်းယူထားပြီးတော့ဒီရသည် CDA မှာစုစုပေါင်းအနေနဲ့၁၇ဂိုးသွင်းယူထားပြီး Quanti ကတော်မီနီရဲ့တည်ငြိမ်တဲ့ခြေစွမ်းတွေက Napoli အတွက်ဒီရသည်အမှတ်ပေးပလန်စိန်ခေါ်မှုမှာဘလောက်တောင်မှအဓိကကျတဲ့အစိုက်အပိုင်းဖြစ်နေလဲဆိုတာကိုလည်းရှင်းပြခဲ့ပါတယ်။ကျွန်တော်ထင်တာကတော့တော်မီနီက United ကနေရောက်လာတော့ကထက်ဒီနေ့မှပို့ပြီးတော့တောင်းတင်းခိုင်မာလာပါတယ်။ဒီလိုရောက်မှလည်းသူအများကြီးတိုးတက်ပြောင်းလဲလာတယ်။ သူကိုယ်တိုင်လည်းပို့ပြီးတော့တမန်လာရေးကစားပွဲအပေါ်မှာအသိပညာပို့ကျွဲလာရေးလို့လည်းခန့်စားမိမှာပါသူရဲ့ကစားသမားဘဝမှာဘယ်လန်းချောင်းကိုစက်သွားရမလဲဆိုတာနားလည်နိုင်ဖို့အတွက်အရေးကြီးတဲ့အသက်အရွယ်တစ်ခုကိုလည်းသူရောက်ရှိနေပါပြီဘာလို့လဲဆိုတော့အရင်ကသူကအလဲအလဲအစင်တန်းမှာပဲရှိနေခဲ့လို့ပါယူလိုက်တက်မှာပဲတော့ငါမအဓိကစားတဲ့အခန်းကဏ္ဍမျိုးမရခင်ဘူးအဲ့ဒီအဓိကအခန်းကဏ္ဍကိုကျွန်တော်တို့က ဒီမှာသူ့ကိုပေးအပ်ခဲ့ပါတယ်။ကြိုးစားအားထုတ်မှုတွေနဲ့အတူသူဟာအများကြီးတိုးတက်လာခဲ့ပြီးဒီနေ့မှတော့သူဟာပြည်စုံတဲ့ကစားသမားတစ်ယောက်ဖြစ်နေပါပြီ။ဒါပေမဲ့သူတိုးတက်လာခဲ့တယ်လို့ပဲအတင်းသားတိုင်းလည်းတိုးတက်လာခဲ့ပါတယ်။ဒီလိုမှမဟုတ်ရင်ကျွန်တော်တို့ဒီနေ့ဘာကြောင့်ခုနှစ်ဆက်လေးမှရရှိနေလဲဆိုတာကို ရှင်းပြဖို့အတွက်ခက်ခဲသွားပါလိမ့်မယ်လို့ကွန်တီကသတင်းတောက်တိတ်ကိုပြောခဲ့ပါတယ်။ Dash လူမျိုးနီးပြကြီးကဒိုမီနီကိုလက်လွန်လိုက်ရတဲ့ဆုံးဖြတ်ချက်အပေါ်မှာစိတ်ပြက်မိကြောင်းထုတ်ပေါ်ပြောကြားခဲ့ပြီး United အသင်းရဲ့ Premier League ပိုင်နာရေးဆိုင်ရာစီမံစည်းကမ်းတွေဖြစ်တဲ့ PSR ကိုချိုးဖောက်မိမှာဆိုရင်လည်းအတွက်ကြောင့်အပြစ်မနေရောင်းချခဲ့ရတာဖြစ်တယ်လို့လည်းဖွင့်ရခဲ့ဘူးတော့တွေ့ရပါတယ်ရှင်။ဒီနေ့တွင်နောက်ဆုံးအနေနဲ့ကတော့ပေါင်50တန်းတန်နဲ့နောက်ခံလူကိုခေါ်ယူသွားဖို့အတွက် United ကိုအသုံးချမဲ့ Real Madrid ဆိုတဲ့အကြောင်းအရာကိုပြပြရင်းနဲ့နှုတ်ဆက်ချင်ပါတယ်။ Real Madrid ကဘင်ဖီကာရဲ့ဘယ်နောက်ခံလူဖြစ်တဲ့ Evaro Fernandez ကိုခေါ်ယူသွားဖို့အတွက် Manchester United ကိုအသုံးချဖို့ကြိုးပမ်းနေလို့သိရပါတယ်။ United ဟာ2020မှာ Evaro Fernandez ကို Real Madrid ကနေအလွန်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး Old Trafford မှာရှိခဲ့တဲ့ပထမဆုံးနှစ်နှစ်အတွင်းအလားအလာများစွာပြသနိုင်ခဲ့သလို U23 အသင်းရဲ့တနစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း Evaro Fernandez ကပထမအသင်းထဲကိုဝင်မတိုးနိုင်ခဲ့တာကြောင့် Preston North and Granada တို့ကိုအင်္ဂါချခဲ့ရပြီးရဲ့နောက် ဗီဗီကာကိုပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ဗီဗီကာသင်းကအေဗာရိုဖာနယ်တက်ကိုပြီးခဲ့တဲ့နေရာဒီမှာယူရို၆သန်းနဲ့အပြီးသက်ခေါ်ယူခဲ့ပြီး ASA ဖော်ပြချက်တွေအရ Real Madrid ကပေါ်တူဂီမှာအထင်ကြီးစရာရသည်ကိုပိုင်ဆိုင်ခဲ့တဲ့နောက်ခံလူကိုခေါ်ယူဖို့ကြိုးပမ်းနေရလို့သိရပါတယ်။ဗီဗီကာသင်းကအေဗာရိုဖာနယ်တက်ရဲ့စာချုပ်ရော်ကြီးပေါင်90သန်းကိုပေးဖို့တောင်းဆိုနေရကြောင်း Real Madrid ကဈေးသက်သက်သလားနဲ့ရနိုင်မဲ့နည်းလမ်းကိုစူးစမ်းလာတာလည်းဖြစ်ပါတယ်။ယူနိုက်တက်ကအေဗာရိုဖာနယ်တက်ကိုရောင်းချခဲ့တဲ့အချိန်တုန်းက စာချုပ်ထဲမှာယူရို၁၈သန်းနဲ့ပြန်လည်ဝယ်ယူခွင့်ကိုထည့်သွင်းထုတ်ဆိုခဲ့တာဖြစ်ပြီးတော့ Real Madrid ကအဲ့ဒီတစ်ချက်ကိုအသက်သွင်းပြီးတော့ပြန်ရောင်းပေးဖို့ကိုတောင်းဆိုနေရလဲဖြစ်ပါတယ်။ Real အင်းက Evaro Fernandez အတွက် United ကယူရိုသန်း30နဲ့35သန်းကြာရောင်းချလိမ့်မယ်လို့ယုံကြည်နေပြီးတော့ Amorim ရဲ့အတင်းကအနွေရသည်တုန်းက Evaro Fernandez ကိုပြန်ခေါ်ဖို့သတင်းထွက်ခဲ့ပေမယ့်နောက်ဆုံးမှာတော့ Patrick Doku ကိုပဲခေါ်ယူသွားခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါပရိသတ်များရှင်ဒီကနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နားဆင်ပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုအထူးတူပဲကျေးဇူးတင်ပါတယ်ရှင်။ဒီဇိုင်းပရိသတ်များအားလုံးလည်းနေထွက်မှရွှေခွဲနဲ့ငွေတွေအပြည့်အမောက်ခိုင်နှံကြပါစေ။